โอเคအားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ကမိတ်ဆွေတို့ကိုဘာအကြောင်းပြောမလဲဆိုတော့ကျွန်တော်တို့ဒီ application ကိုကိုယ်တိုင်ရေးထားတဲ့ application တွေနောက်ပြီးရခါကြလို့ရှင်ကိုယ်တိုင်ဖန်တီးထားတဲ့ website တွေပေါ့เนาะအဲ့လို application တွေ website တွေမှာကျွန်တော်တို့ကြော်ညာတွေဟာလူလူတွေရဗျာအာကြော်ညာတွေဘယ်လိုထည့်လဲပေါ့เนาะအဲ့ဒါကိုကျွန်တော်ရှင်းပြပေးထားမယ်ကျွန်တော်တို့ကအာဒီနေ့ပညာပိုင်းမှာကျင်လည်နေတဲ့လူတွေကတော့ဒါတွေကိုတိမှာပေါ့เนาะ တိမယ်ပြီးတော့ကျွန်တော်ထက်ဟာစီနီယာကြားတဲ့လူတွေလည်းပို့ပြီးတော့တိကြမယ်ပေါ့နော်ဒါကျွန်တော်အခုဟိုတော်ပြီးသားတက်ပြီးသားတိပြီးသားလူတွေကိုပြောနေရမှာမဟုတ်ဘူးအမ်ဘာမှမတိသေးတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုပြောနေရမှာပေါ့နော်အော်မိတ်ဆွေတွေကထင်ပါပေါ့ဘယ်လိုပြောမလား application တစ်ခုဖန်တီးတယ်ဖန်တီးပြီးလို့ရှင့်အဲ့ကနေဝင်ငွေတွေဘယ်လိုရလဲ website တစ်ခုဖန်တီးရဟုတ်တယ်အဲ့ကနေမှ website ဘယ်လို website ကနေပြီးတော့ပတ်စံတွေဘယ်လိုရကြတာလဲအဲ့လိုမျိုးတွေးကောင်းတွေးမိလိုက်မိပေါ့နော်တကယ်တော့ ဒီ application တွေကိုဖန်တီးတဲ့လူတွေ website တွေကိုဖန်တီးတဲ့လူတွေကဘယ်ကနေရလဲဆိုတော့သူတို့ကဒီ sponsor ကနေရတယ်။နောက်နောက်တစ်ခုကကျ ATS တွေကနေရ။ ATS နဲ့ sponsor ကကျတော့နည်းနည်းပါ क्वे ပြတာတော့ရှိရပါတော့။ ATS ကအကုန်လုံးတော့ sponsor ပါပဲ။နောက်ပြောရင်တော့ထောက်ပံ့တာပေါ့နော်။ထောက်ပံ့ပေးတာပေါ့။အဲမျိုးပေါ့။အပြင်ကနေလာပြီးတော့ ATS မှာ ATS ဆိုတာကြော်ညာကိုပြောရအောင်နော်။အပြင်ကနေလာပြီးတော့ကြော်ညာတွေအဲဒါမိတ်ဆိုတော့ Telegram တွေမှာတုံးနေဆိုလို့ရှိရင်လောင်းကစားကြော်ညာတွေမိတ်ဆိုတော့မြင်ဘူးလိမ့်မယ်။ အဲ့လိုပဲတခြားလုပ်ငန်းရှင်တွေကလည်းသူတို့ရဲ့ကြော်ညာတွေကိုဒီအာလူတွေแท้ကိုများများပြန့်သွားအောင်ဆိုပြီးတော့ website တွေ Google တို့ Facebook တို့အဲ့လိုမျိုးနေရာတွေမှာပေါ့အဲ့မျိုးနေရာတွေမှာသူတို့ကတွားပြီးတော့တင်ကြရပေါ့နော်မိတ်ဆွေတို့အနေနဲ့လည်းလုပ်ငန်းတစ်ခုရှိရဆိုရင်အဲ့လိုကြော်ညာတွေကိုအက်ချင်တယ်ဆိုရင်အဲ့လိုရတယ်အဲ့တော့ application ဖန်တီးရဲ့လူတွေကအဲ့ဒီကြော်ညာတွေကနေသူတို့ကပတ်စံရတာအဲ့ဆိုမိတ်ဆွေတို့ပြောမှာဟာဘယ်ကကြော်ညာတွေတော့မတို့လည်းတခါမှမတွေ့ဘူးပါလားအဲ့လိုပြောမှာပေါ့နော်ဒါပေမဲ့မိတ်ဆွေတို့စဉ်းစားကြည့်လိုက် game တစ်ခုဆော့တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ mobile game တစ်ခုခုဆော့တယ်ဆိုလို့ရှိရင်မိတ်ဆွေ point ဆိုပါတော့တချို့ကြော်ညာတွေကကြောက် point တွေပါရရချင်တဲ့အခါကျရင်ကြော်ညာလေးများများကြည့်ပေးရတယ်အဲ့လိုကြည့်ပေးတဲ့အခါကျရင် point တွေပို့ရတယ်အလားတချို့ game တွေမှာပေါ့နော်တချို့ software တွေဆိုလို့ရှိရင်လည်းဒါကိုအတုံးပြူချင်လို့ရှိရင်ကြော်ညာဘယ်နှပုတ်ခုပြီးကြည့်ပေးရရဗျအဲ့လိုကြော်ညာတွေမိတ်ဆွေတို့ကကြော်ညာကြည့်ပေးခြင်းအပြင်အဲ့ဒီ application ပိုင်ရှင်ကအဲ့ဒီကြော်ညာတွေကနေပတ်စံရတာ မစ်ဆွေတို့ကတော့ထင်ပါအာငါတို့ကကြော်ညာပဲကြည်ပေးလိုက်တာဒီကောင်ကဘယ်လိုပတ်ဆိုင်ရတာလဲတကယ်တော့အဲ့ဒီကောင်ကအဲ့ဒီကြော်ညာပိုင်ရှင်ကပတ်ဆိုင်ပေးရတာသူတို့ကဓာတ်ရိုက်ကြည်ပေးထားတာတော့မဟုတ်ဘူး publisher လို့ခေါ်တဲ့လူတစုရှိရပေါ့နော်ပြောရင် Google ပေါ့ Google ကလည်းဒါ publisher ပါပဲပြောရရှင်တော့ကျွန်တော်တို့ကအဲ့မှာ publisher account တော့ဖွင့်ပြီးတော့လုပ်လို့ရတယ်သူကတော့ company ကြီးဆိုတော့သူ့မှာ data တွေအများကြီးရှိရအဲ့ဒါကြောင့်ဘယ်ကြော်ညာဘယ်သူရှိကိုပြပေးရမှာဆိုတော့သူတိတယ်အဲ့ဒါကြောင့်မလို့ ကြုံညာလုပ်ငန်းရှင်တွေကအဲ့ဒီ Google တို့ကိုတွားပြီးကြုံညာတွားပြီးအတ်ထားရပါတော့ဒါကြုံညာတပုတ်ကိုဘယ်လောက်ဆိုပြီးပေးထားရတယ်အဲ့ခါကျမှ Google ကနေပြီးတော့မှဒါတို့ application ဖန်တီးရဲ့လူတွေ website ဖန်တီးရဲ့လူတွေသူတို့ရဲ့ application တွေ website တွေမှာ modernization ဆိုပြီးတော့ဒါကြော်ညာတွေထည့်ပေးရပါတော့။အဲ့ကနေပြီးတော့သူတို့ကပတ်စံရကြတာ။ Okay website ပဲတဘောတရားအတူတူပါပဲ။ဒါဆိုလို့ကျရင်ပတ်စံဘယ်လိုရလဲဆိုတော့မိတ်ဆွေတို့တည်ပြီ။ဒါကြော်ညာကနေရတဲ့ပတ်စံကိုကျွန်တော်ပြောတာ။ နောက်တစ်ခုကဘယ်ကနေရတာလဲဆိုတော့ဒီ user တွေရှေ့ကနေရတာ user တွေရှေ့ကနေရဆိုတာကမိတ်ဆွေတို့ဘာနဲ့တူလဲဆိုတော့ VIP channel တွေကိုဝင်တယ်လို့ပဲ VIP channel တစ်ခုဝင်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ပတ်စံပေးရတယ်မလားအ3000တော့4000တော့5000တော့ဗျာမိတ်ဆွေတို့စိန်ဝယ်ဖို့အတွက်အ gain စု gain တမရဆိုလို့ရှိရင်စိန်ဝယ်ဖို့အတွက်စိန်ဝယ်မယ်ဆိုလို့ရှိရင်ပတ်စံပေးရတယ်ဟုတ်တယ်မလားအဲ့လိုပဲအဒီနှာခေါင်းတမတွေအတွက်လည်းဒီနှာခေါင်းနှာခေါင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ဒါတွေကို အာသူများတဲ့အူအူပြပြဒါမှမဟုတ်ရှာရှာပါပါတွေကြည့်ချင်တယ်ဆိုလို့ရှိရင်ပတ်စံပေးရတယ်ဟုတ်တယ်မလားအဲ့ဒီလိုပဲသူတို့ရဲ့ application တွေ software application တွေဒါမှမဟုတ် website တွေမှာလည်းအဲ့လိုမျိုးပဲသူတို့ကပတ်စံပေးရတဲ့ဟာတွေရှိရဥပမာဆိုတော့ကျွန်တော်တို့ Canva ကိုတုံးတယ်ဗျ Canva ဆိုတာလူတိုင်းသိရနော်အခု Canva ဆိုတာလူတိုင်းသိရဒါကတော့ပုံတွေပါတယ် design တွေပါတယ်အဲ့လိုမျိုးကြီးလုပ်တဲ့ဟာပေါ့နော်အဲ့ Canva ကိုတုံးတယ်ဆိုလို့ရှိရင် Canva မှာ ရိုးရိုးဗားရှင်းနဲ့ Pro ဗားရှင်းဆိုပြီးရှင်းဒါ VIP ဝင်လိုက်တာနဲ့အတူတူပဲ VIP channel တစ်ခုတည်းဝင်လိုက်တာနဲ့သဘောတရားချင်းအတူတူပဲသူပြောချင်တာကဗျာ VIP channel ဝင်လိုက်တယ်ခင်ဗျားအပြင်မှာမမြင်ဘူးမတွေ့ဘူးတာရေခင်ဗျားမြင်ရမယ်တွေ့ရမယ်ဟုတ်တယ်မလားအဲ channel အဲ့လိုပဲ Pro ဗားရှင်းကိုဝင်လိုက်တယ်ခင်ဗျားအပြင်မှာပုံမှန်တုံးနေကြတဲ့ပို့ပြီးတော့ကောင်းတာတွေကိုတုံးရမယ်အဲ့လိုပဲ ဒါကက်ကက်မှာလည်းအဲ့လိုပဲဟုတ်တယ်မလားကက်ကက်မှာရိုးရိုးတုံးတဲ့ကောင်ရှိရဲ့ pro version ကိုတုံးတဲ့ကောင်ရှိရဲ့ pro version မှာတုံးတဲ့ကောင်ဆိုလို့ရှိရင်ကက်ကက်ရိုးရိုး version ကိုတုံးတဲ့ကောင်တွေတုံးလို့မရနိုင်တဲ့ feature တွေကို pro version မှာတုံးလို့ရတယ်အဲ့လိုနီးနေရဲ့တူလို့ပတ်စံရှာတယ်နော်အဲ့လိုနီးနေလည်းပတ်စံရတယ်ဒါဆိုပတ်စံရတဲ့အချက်ကနှစ်ချက်ရှိပါပြီကြော်ညာတွေကနေရတယ် modernization ပေါ့နော် modernization ကနေရတယ်နောက်တစ်ခါ ဒီ user တွေရှိရနေပြီးတော့အဲ့လိုမျိုး VIP ပုံစံမျိုးနဲ့ဒါမှမဟုတ်လဲ pro เนาะ pro လို့နာမည်တက်တာတကယ်တော့အတူတူပဲတို့လို့တဘောတရားအတူတူပဲပတ်စံပေးရတာချင်းပြောတာပါအဲ့လိုနီးနဲ့ရတယ်ပေါ့เนาะဒါကကြတော့ပတ်စံရတဲ့အကြောင်းရင်းတစ်ခုပေါ့เนาะနောက်တစ်ခုကကြတော့မိတ်ဆွေတို့တဲ့ application ပိုင်ရှင်တွေကကိုယ့်ရဲ့ application ကိုတခြားလူကိုရောင်းလိုက်တာအပီးရောင်းလိုက်တာပေါ့เนาะဥပမာကျွန်တော်မှာ POS software တစ်ခုရှိဆိုပါတော့ POS ဆိုတာကကြတော့စတောက်ဆိုင်တွေမှာတုံးတဲ့ software ပေါ့เนาะ အာအဲ့လိုမျိုး software တစ်ခုရှိရဆိုလို့ရှင်ကျွန်တော်ကတခြားလူတယောက်ကိုဒီရော့ကွာတတက်စာ10ဒိန်းဆိုပြီးတော့ရောင်းပလိုက်တယ်ဒါကတော့တူကြိုက်တူတူတုံးတတက်လုံးတုံးပတ်စံထပ်ပေးစရာမလိုတော့ဘူးဒါကတော့10ဒိန်းပေါ့နော် application တစ်ခုပြီးရင်10ဒိန်းရမယ်ဒါကတစ်မျိုးဒါဆိုဝင်ဝင်လမ်းကြောင်းကတုံးမျိုးရှိသွားတယ်နောက်တစ်ခုကကြဘာလို့လို့ရလဲဆိုတော့ခုနလိုမျိုးကျွန်တော်ကရော့တတက်စာ10ဒိန်းဆိုပြီးပေးလိုက်တာမဟုတ်ဘဲနဲ့လစဉ်ချင်းနဲ့ရော့ main application ကိုတုံးတုံးလို့ရတယ်တလောက်ကျွန်တော်တလောက်ကျွန်တော်တင်း3ဒိန်းပဲပေး လောက်3ဒိန်ပေးဒါမြန်မာငွေနဲ့ကျွန်တော်ပြောပြနေရနော်ဒီမှာကျွန်တော်မြန်မာငွေနဲ့ယူတာမဟုတ်ဘူးကျွန်တော်ဒီမှာဆိုလို့ရှိရင်မလေးငွေနဲ့ယူပါဘောနော်ကျွန်တော်မလေးရှားနိုင်ငံမှာဆိုတော့အာတလောက်3ဒိန်ပဲပေးအာတလောက်3ဒိန်ပေးဟုတ်တယ်ဗျာဟိုမဟုတ်ကောင်းအောင်ချက်ချင်း10ဒိန်ပေးဖို့မတတ်နိုင်တဲ့အချိန်မှာဘာလို့လဲဆိုတော့တလောက်3ဒိန်ပေးပြီးတော့အာတွေ့ရ application ကိုတုံးရတာဟုတ်ဘာကြောင့်လဲဆိုတော့စတောက်ဆိုင်တစ်ဆိုင်မှာ POS ကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါတယ်ပေါ့နော်။ဘာကြောင့်လဲ?ကျွန်တော်တို့စရင်စရားတွေကို ဒီတိုင်းစာရွက်နဲ့ရေးမှတ်တာထက်စာလို့ရှိရင် POS system လေးနဲ့တွားတာကပိုပြီးတော့လွယ်ကူတယ်ရိုးရှင်းတယ်ခေါင်းစားစရာမလိုဘူးအဲ့တော့စာတောက်ဆိုင်ရောင်းအားထက်ကတလောက်ကိုတုံတိန် POS အတွက်ပေးလိုက်တယ်ဆိုရင်တန်တယ်ပေါ့နော်ဒါတန်တယ်ပေါ့ဒီလိုတွေးရတာပေါ့နော်တကယ်တော့တလောက်ကိုတုံတိန်ဟုတ်ချင်ပါလေဟုတ်ပါပါကျွန်တော်မြန်မာပြည်ကဈေးကိုမတိပါဘူးဒီကဈေးပဲတိရပါတော့နော်ကျွန်တော်ဒါနမူနာပြောပြတာပါဒါဆိုလို့ရှိရင်ကျွန်တော်ဝင်ငွေလမ်းကြောင်းတွေကအဲ့လိုမျိုးအများကြီးပွားလို့ရတယ်ဒါကကြတော့လာစင်ချင်း ခုနကကျွန်တော်ပြောတာအပြည့်ရောင်းလိုက်တာနော်โอเคဟုတ်ပြီဒါဆိုလို့ကျရင်အဲ့ဒီထဲမှာမှာကျွန်တော်ကအခု modernization ပုံစံမျိုးကိုပြောပြမယ် modernization တကယ်လို့မိတ်ဆွေကအာ application တကူရှိတယ်ဒါမှမဟုတ် website တကူရှိရဆိုရင်မိတ်ဆွေရဲ့ application နဲ့ဒါမှ website တွေကို modernize လုပ်လို့ရတယ် modernization ရှောက်လို့ရတယ်အဲ့ဒါနှစ်ခုကကွဲပြားတဲ့ platform တွေမှာရှောက်ရတာတကယ် company တစ်ခုလေးပဲပေါ့နော် website ဆိုလို့ရှိရင် Google AdSense လို့ခေါ်တဲ့ဒီ Google AdSense ပေါ့နော်ဒီကောင် Google AdSense လို့ခေါ်တဲ့နေရာကနေပြီးတော့ website တွေက website တွေဆိုလို့ရှိရင် Google AdSense လို့ခေါ်တဲ့အဲနေရာကနေတွားပြီးတော့မိတ်ဆွေရဲ့ website ကို modernize လုပ်လို့ရတယ် modernization ရှောက်လို့ရတယ်မိတ်ဆွေကအာ debug typing ပုံစံမျိုး website ရှိရလားဒါမှမဟုတ်အာဒီ game စိန်တွေရောင်းတဲ့ website ရှိရလားဒါမှမဟုတ်လေဗျာအာမိတ်ဆွေရဲ့ website က ဒီစာတွေပေါ့နော် blog တွေရေးပြီးတင်တဲ့ website လားရတယ်ဘလို website မျိုးဖြစ်ဖြစ် modify modification ရှောက်လို့ရတယ်ဒါပေမဲ့အတူမှာတတ်မှတ်ထားတဲ့စီကန်းချက်လေးတွေတော့ရှိရေပေါ့နော်ဒါလိန်ရတာပေးမဖြစ်ရဘူးအကျန်းဖက်ဘာညာကွက်ကွတွေမဟုတ်ရဒါတော့အကုန်လုံးက YouTube နဲ့နည်းနည်းတော့စင်တယ် YouTube ကလည်း website ပဲလေ YouTube ခမအာ YouTube တော့ပြီးတော့ googleblog.com တို့ဒီကောင်တွေကလည်း website တွေပဲလေအဲ့ကောင်တွေဆိုရှင် modify လုပ်လို့ရတယ်ဒီကောင်တွေကပို့ပြီးတော့လွယ်တယ်ဘာကြောင့်လဲဆိုတော့ အာ Google ကတရားဝင်ပေးထားတဲ့ website တွေဖြစ်တဲ့အတွက်ကြောင့်တော့ verification ရဖို့ပို့ပြီးတော့လွယ်တယ်ပေါ့နော်အာဒါဒုတက်မှတ်ထားတဲ့စီကန်းချက်တင်နေတော့ညီရမှာပေါ့နော် Okay Google ဆန်း account ဖွင့်နေရတော့ကျွန်တော်မပြောတော့ဘူးဗျာဘာလို့ဆိုတော့ကျွန်တော် channel မှာလည်းတင်ထားပြီးရရှိအရင် video ဟောင်းနေမှာတင်ထားပြီးရရှိမိတ်ဆွေတို့ပြန်ရှာကြည့်လိုက်တည်ချင်တယ်ဆိုရင်ဘယ်လိုဖွင့်ရလဲဆိုတော့ဖွင့်လာတော့လွယ်ပါတယ် sign in လုပ်လိုက်ရင်ဘာညာဘာညာထည့်လိုက်ပြီးပြီပေါ့ဒါပဲ Okay ဒီမှာ AD move AD move ကကြတော့ကျွန်တော်တို့ ဒါဖုံးနေပေါ့နော် ဖုံးနေမှာကြော်ညာထည့်ရတာအော်ခုနကပြောထားတယ်ဟွန်းဒီမှာပါနော်ဒီမှာအဲဒါမျိုးကြော်ညာလေးတက်တာဒါမျိုးကြော်ညာဖုံးနေမှာတက်တက်ကြော်ညာနော်ဒါအာဒါဒါကကျတော့ website မှာတက်တာဒါပေမဲ့ mobile version နဲ့ပြတာပေါ့နော်ဒေါ်ခုနဟာမှာကျတော့ဖုံးနေမှာဖုံးမှာထည့်ရတာဒါကောင်ကကျတော့ mobile application တွေမှာထည့်ရတာပေါ့နော်မိတ်ဆွေမှာ application တခုရှိရဆိုလို့ရှိရင် application တခုရှိရဆိုလို့ရှိရင်ဒီ Google AD Move ဆိုတဲ့ website မှာလာပြီးတော့ account ဖွင့်ဖွင့်ပြီးရခါကြလို့ရှင်ကြော်ညာကုတ်တွေယူယူပြီးရင်မဲဆိုရဲ application မှာထည့်ကျွန်တော်ကဒီမှာဘာလို့မထည့်ပြရလဲဆိုတော့အာကျွန်တော်မှာကဒီ Google AD Move ကို account ဖွင့်လာတော့ဖွင့်လို့ရတယ်ဒါပေမဲ့ပတ်စံထုတ်တဲ့အခါမှာကျွန်တော်ချိတ်ဆက်ရတာခက်နဲ့ခက်တယ်လက်ရှိကျွန်တော်ကမလေးရှားလေအာမြန်မာဘဏ်ကနဲ့တုံးလို့မရဘူးမြန်မာဘဏ်ကနဲ့တုံးလို့မရဘူးသူက ကြောက်ဘလို့တွေ့ရတဘောတရားဘလို့လဲဆိုတော့ဗျာခင်ဗျားကထိုင်းမှာနေတယ်ထိုင်းမှာနေတယ်ဆိုလို့ရှိရင်ဒီ Google ADS အဆန့်အာ Google ဆန့်အကောင့်ဖွင့်တာပဲဖြစ်ဖြစ် Google AD Move အကောင့်ဖွင့်တာပဲဖြစ်ဖြစ်အဲ့ဒီ website တင်မှာကဒီသူ့နိုင်ငံနဲ့တက်ဆိုင်တဲ့ ban ကိုပဲချိတ်ဆက်လို့ရတာကျွန်တော်ကလက်ရှိဒီမှာနေတာဆိုတော့ဒီနိုင်ငံရဲ့ ban ကကျွန်တော်မှာမရှိဘူးဖြစ်နေဘာကြောင့်မရှိရလဲဆိုတော့ရှင်းရှင်းပြောရရင်တော့อืมကျွန်တော်တို့ရဲ့ဘဘကြီးရဲ့ဂျေဆုတွေပေါ့ဗျာဂျေဆုတင်ပါတယ်လို့နိုင်ငံသားမှာဒုက္ခရောက်နေ မြန်မာပြည်ကကောင်းတဲ့ဒုက္ခရောက်နိုင်ငံခြားကကောင်းတဲ့ဒုက္ခရောက်အာထားပါလိမ့်မပြောတော့ပုံကိုရေးပါလေကအဲ့တော့ဒီမှာ science ဆိုတာလေးနေလိုက်မယ်ဒါကျွန်တော်ပြပြလိုက်မယ်เนาะတခါလေကျွန်တော်ဒီမှာ science ဆိုတာနေလိုက်အာ science ဆိုတာနှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လက်ရှိ Google account နဲ့တခါတည်းဝင်လို့ရတယ်ဗျာသူကဒီမှာကြည့်မနော်ဒီမှာအာဒါတွေမေးတယ်ပိုင်ရပိုင်ရဆိုတော့ okay ရရကြတယ်ကျွန်တော်တို့မချင့်နဲ့ရတယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့တွားလိုက် policy ပါညာဖတ်ခိုင်းတယ်။ okay ကျွန်တော်တို့ဖတ်လိုက်တယ်ပေါ့ဗျာ။တကယ်ဖတ်ဟန်ဆောင်တာပေါ့မဖတ်ပါဘူး။အဲ့ဒါတွေကအရေးကြီးရေမဖတ်။အရေးကြီးရဆိုရင်မဲ့လည်းမဖတ်ဖတ်ပြီးတော့တဘောမတူဘူးဆိုလို့ရှင်တော့ကျွန်တော်တို့မှတုံးလို့မရတော့ဘူး။အဲ့တော့ဘလိုပဲဖြစ်ဖြစ်တဘောတူရမှာပဲဆိုတော့အမှန်ချက်ပေးလိုက်ပါတော့။ပြီးရင် start using edit mode ဆိုတာရှိရဲ့။အဲ့ကောင်လေးကိုနှိပ်လိုက်။အဲ့ကောင်လေးကိုနှိပ်လိုက်တယ်ဆိုရင်ဘာဖြစ်မလဲ။ဩဒီမှာအာ choose your customer person okay uh no i don't want to cost mm yeah ကျွန်တော်တို့ရဲ့ guideline ကိုမလိုချင်ဘူးဗျာအဲ့တော့ no ကိုချိန်လိုက်တယ်ဗောနော်တို့ရဲ့ guideline လိုချင်တယ်ဆိုလို့ရှိရင်တော့ yes ကိုနှိပ်ဒါဆိုလို့ရှိရင်သူတဆင့်တဆင့်ပြပါပြန် okay ဒီမှာကြည့်လိုက်ဒါဆိုလို့ရှိရင် account ဖွင့်ရတာဆော်ရန်လွယ်တယ်အာထမင်းစားရေတော့ပဲလုံးဝ easy ကလေးလေးတောင်မှဖွင့်တတ်တယ်ငါကြည့်လိုက်ဖွင့်ပြီးရပြီးရပြီဗျာတော့ဒါတို့ရဲ့ guideline ဗောနော်ဒါ block 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 လို့လျှောက်ပြောနေရဘာမှဖြစ်ဘူး yes ပြလိုက်ဒါဒီဘာမှဖြစ်ဘူးဗောနော်ကြော်ပြလိုက်ဘာမှလည်းဟိုဟာဖြစ်တာမဟုတ်ဘူးဗောနော်အဲ့တော့ဒီထဲကိုရောက်လာပြီဗျာဒီထဲကိုရောက်လာပြီဆိုတော့ကျွန်တော်တို့ အာ application တခုဖန်တီးပြီးရွာရဆိုရင်ဒီမှာနော်သူက payment မချိတ်ထားလို့သူဒါမျိုးကြီးပေါ်နေမိတ်ဆိုတော့ payment ဒီ account ဖွင့်ပြီးတော့ဆို payment ကိုတေချာလေးချိတ်ရမယ်နော်တေချာလေးချိတ်မှပဲပတ်စံထုတ်လို့ရမှာကျွန်တော်ကတော့ဒီမှာဒီတိုင်းရလကားအစမ်းပြပြီးရမလို့ Okay ကျွန်တော်တို့ application ကိုတွား app ကိုတွားလိုက်ပေါ့နော် app ကိုတွားလိုက်မှာ app ရောဒီမှာ add your first app ATDF နဲ့ APP app နဲ့အတန်တက်လေးနည်းနည်းပါကွဲဖို့လို့ရနော်ကျွန်တော်ကတော့မမပြီးဘူးဗျာထားပါမပြီးတဲ့ကိစ္စမရှိပါဘူး โอเค ATT your first app อ่ะကျွန်တော်တို့ okay ရပြီကျွန်တော်တို့ဒီမှာ Android လား iOS လား Android ပေါ့เนาะကျွန်တော်တို့ Android နေပဲပြီးရင်ဒီမှာဟာ yes အာ Play Store ပေါ့နော် App Store support လုပ်တလားမလုပ်ဘူးလားဆိုတော့မေးဆိုတော့တကယ်လို့ App Store မှာတင်မယ်ဆိုလို့ရှိရင် yes လို့နေအာမတင်ဘူးဆိုတော့ no ကိုနေကျွန်တော်တို့ no လဲနေလို့ရတယ် yes လဲနေလို့ရတယ် okay yes ထားလိုက်ပြီး continue ကိုတွားမယ်ဟမ်ဒါပဲဒီမှာဒီမှာရေးတယ်သူက Amazon App Store လားဒါမှမဟုတ် Oppo App Oppo App P စကားရထင်းတယ်ဒီမှာ App Store တွေအများကြီးရှိရဗျာ Vivo App Store လား Xiaomi App Store လား Samsung App Store လားလို့သူကပြောတယ်အဲ့ဒါကျွန်တော်တို့ကြိုက်တဲ့ App Store ရွေးလို့ရတယ်ဗောနော်ကျွန်တော်တို့မရွေးချင်လည်းရတယ်အာဘာမှတော့မဖြစ်ဘူးကျွန်တော်တို့ back ကိုပြန်ဆုပ်လိုက်မယ်ကျွန်တော် no ပဲထားလိုက်မယ်ဘာပြောဆိုတာရှည်သွင်းတဲ့အကောင်ကိုဖြတ်လိုက်မယ် Okay ဒီမှာရောက်ပြီဆိုလို့ရှိရင်ဒီမှာ F APP name ကျွန်တော်တို့က app ဒီတိုင်းနမူနာပဲပြလိုက်မယ်เนาะပြီးရင် app ကျွန်တော်တို့ application တစ်ခုပေါ့เนาะဒီမှာ okay ဒီမှာ create unity okay ရပြီကျွန်တော်တို့တွားလိုက်မယ်ကြောင်ရကုတ်တွေ .pandi ရတော့ဒီမှာเนาะကျွန်တော် app တစ်ခုရတော့ပြီဒီမှာဒါဆိုရပြီဒီမှာတော့သက်ဆိုင်ကဒီမှာပြပြီမယ်သူကဒီကနေပါမိတ်ဆွေတို့ဘယ်လောက်လောက်ရနိုင်တယ်လဲဆိုတော့လေအော်တ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 ော်များများရနိုင်မှာပါ ဒီမှာ request review လေကျွန်တော်ရဲ့ application တကယ်တော့မရှိဘူးကျွန်တော်ဒီတိုင်းပဲရှောက်ထည့်ထားတာမဟုတ်လို့ပေါ့နော်တကယ်တော့ application ရှိရဆိုလို့ရှင်တော့ဟိုလောက်ရမှာပေါ့อืมဒီကောင်လဲလို့ပေါ့နော်ဒီ payment တွေပါချိတ်ဆက်ထားရဆိုလို့ရှင်တော့ဒီ request review မှာသူကဟိုဖြစ်သွားမယ်အာ verify ဖြစ်သွားမယ်ပေါ့နော် verify ဖြစ်သွားမယ်ဒါမှမဟုတ် successful ဖြစ်သွားမယ်အစိမ်းအောင်လေးဖြစ်သွားမယ်ဗျာအဲ့ဒါလေးကိုတော့မှတ်ထားလိုက် okay အခုကျွန်တော်ကြော်ညာကုတ်ပတ်ယူမယ်နော်ကြော်ညာကုတ်ယူမယ်ဒီမှာကြော်ညာကုတ် UND ကိုပြမယ်ဒါကိုနှိပ်လိုက်တယ် အာဒါဆိုလို့ရှိရင် Panda ADS အရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့ဘူးတဲ့ထင်တယ် Panda ADS Panda ADS ဆိုတာကြောင့်ဒီထိပ်ပိုင်းလေးမှာပြဒီမှာပုံလေးကိုကြည့်လိုက်နော်ဒီလို software ရဲ့ထိပ်ပိုင်းလေးကိုပြတာဒီကောင်ကကြတော့ software တစ်ခုလုံးကအပြည့်ပြတာအာဒီကောင်ကကြတော့ဗီဒီယိုပုံစံမျိုးပေါ့နော်ဗီဒီယိုပုံစံမျိုးဒီကောင်လည်းအပြည့်ပြတာပဲဒီကောင်ကကြတော့ပုံလေးပြတာပေါ့နော်ဒီကောင်ဆိုလို့ရှိရင်လည်းလိုပါပေါ့ native panda native panda ဆိုတာကြတော့နိုင်ငံအလိုက်ပေါ်မူတည်ပြီးတော့ ကြုံညာတွေကကွဲပြားသွားနိုင်တယ်။သူကထိုက်ပိုင်းလေးကိုပြတာတော့ဟုတ်တယ်။ဒါပေမဲ့နိုင်ငံအလိုက်ပေါ်မူတည်ပြီးတော့ဒီကွဲပြားသွားနိုင်ရောမြန်မာဆိုလို့ရှိရင်မြန်မာကြုံညာရေးထိုင်းဆိုထိုင်းကြုံညာအာမလေးရှားဆိုမလေးရှားကြုံညာအဲ့လိုမျိုးပုံစံလေးပြောင်းလဲပြောင်းလဲသွားနိုင်တယ်ပေါ့နော်။တကယ်တော့ဒါတွေအကုန်လုံးအဲ့လိုပါပဲ။နိုင်ငံအလိုက်ပြောင်းလဲနေရပါပဲ။ဒါပေမဲ့ဒီ native banner ကကျတော့ဒီဘယ်လိုပြောလဲ။နည်းနည်းပို့ပြီးတော့ဟိုဖြစ်တာပေါ့။ကျန်းတယ်ပေါ့နော်။အဲ့ကောင်လေးကကျတော့အဲ့ကျွန်တော်တို့တခုခုရွေးလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တခုဝဲပြလိုက်မယ်နော်ကျွန်တော် slack ကိုနှိပ်လိုက်တယ် select ကိုနှိပ်လိုက်ဒီမှာကျတော့ကြိုက်တဲ့နာမည်ဘေးလိုလို့ရတယ်မိစလိုဟာနာမည်ကွဲပြားအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုလေးပေးပါเนาะနာမည်မတိမှာဆိုလို့ P A N E A ပြီးပန်တာပေါ့เนาะဒီနာမည်နဲ့အတူတူပဲပေးလိုက်ပါเนาะဘာလို့လဲဆိုခဏညုံညာကုတ်တရဘယ်အားဘာကုတ်မှမတိဘူးဖြစ်သွားတယ်ပြီးရင်ကျွန်တော်တို့ down နှိပ်လိုက်ပြီးရင်ဒီမှာဟာ create ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာညုံညာကုတ်တစ်ခုရပါပြီဒီအပေါ်ကကုတ်ကကြတော့ဘာလုပ်ရလဲဆိုတော့ဒီအပေါ်ကကုတ်ကကြတော့ကျွန်တော်တို့ အာဟောကျွန်တော်တို့ application platform ကို modernize လုပ်မဲ့ platform ပေါ့နော်အဲ့ဒီမှာတွားပြီးတော့ချိတ်ဆက်ရမှာတကယ်လို့မရှိဘူးဆိုလို့ရှိရင်ဒီကောင်ထည့်စရာမလိုဘူးကြောင်ရကုတ်ကိုပဲယူမယ်ဆိုဒီကောင်ကြောင်ရကုတ်ကိုယူပြီးရင်ကျွန်တော်တို့ရဲ့ application မှာတွားထည့်ပြီးတော့ကြောင်ရတွေယူလို့ရတယ်ထည့်လို့ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ဒါကလွယ်ပြီပြီးရင်ကျွန်တော်တို့ domain ကိုထပ်ဆက်နှိပ်လိုက်ပြီရပြီကြောင်ရ application finder ကကျတော့မင်းညကကျွန်တော်ဗီဒီယိုမှာတင်ခဲ့တဲ့ဗီဒီယိုမှာတွားကြည့်ပါအဲ့ဗီဒီယိုမှာ application တခုကိုလွယ်လွယ်ကူကူဘလို့ဖန်တီးရမလဲဆိုတော့ကျွန်တော်တင်ပေးထားတယ်နောက်ပြီးတော့မှဒီကြုံရကုတ်တွေလည်းဘယ်နေရာမှာတော့ထည့်ရမလဲဆိုတော့ကျွန်တော်အသေးစိတ်ပြောပြထားပေးပြီเนาะဒါကကြတော့ဒီတစ်ခါရောကြတော့ကျွန်တော်ဒီ AD move ကြုံရကိုဘယ်ရနေလာယူရလဲဆိုတော့ကျွန်တော်ပြောပြပေးရဖြစ်တယ်ပြီးတော့ဒီမှာ face ကိုနှိပ်ပြီးတော့ payment method တွေတင်ချလေးတွားထည့်ပါ payment information ကဒါအရေးကြီးပါတယ်ဒါပြီးပြီဆိုလို့ကျွန်တော်မိတ်ဆွေတို့ပတ်စံစပြီးတော့ဝင်ပါပြီဗောနော် ဟုတ်ပြီဒါဆိုလို့ကျအားလုံးပဲအဆင်ပြေကြမှာလို့ထင်တယ်ဒီမှာတော့မိတ်ဆွေတို့ဖြည်းဖြည်းနဲ့ဖတ်တော့ဖတ်တော့ပြီးတော့မှကိုဖာကိုလေးဆက်ပြီးတော့ထည့်လိုက်ပါဒီမှာ speed ကိုနေပြီးရင် verification ကန်တော့မှ verify ဖြစ်တော့ပြီဆိုလို့ရှိရင်ရပါပြီဒီမှာမနော်မကွန်တင်မကွန်တင်ဒါမှမဟုတ် passport ဒါမှမဟုတ် car license ပေါ့အဲ့လိုမျိုးနဲ့လိုမယ်လိုရိတ်မယ်ပေါ့နော် Okay အားလုံးပဲကျေးဇူးတင်တယ်ကျွန်တော် channel လေးကို like subscribe လေးလုပ်ထားပေးခဲ့အာဗီဒီယိုကြည့်ပြီးတော့ပတ်ဆိုင်ရရတယ် game ဆော်ပြီးပတ်ဆိုင်ရရတယ် တော့ပြောပါလုံမနေပါနဲ့ဒီမျိုးတကယ်ပတ်စံရနိုင်တဲ့စီးပွားရေးအမြင်လေးတွေကျွန်တော် share ပေးတာလေးတွေကိုတကယ်လိုက်လုပ်ကြည့်ဖို့တောင်းဆိုရနော်